တဲ့ရနေမှာတော့ကျွန်တော်ကမစိုးရိမ်နေချင်ပါဘူးပြီးတော့ဒီကရန်ကုန်ပေါ့ရန်ကုန်မှာနေရသူအများစုကအရန်စိုးရိမ်နေပါတယ်ကျွန်တော်ရဲ့အာရုံထဲမှာတော့လလေလှုပ်ဖို့ကတော့ရှီကောင်းရှိတိုင်းပင်ပဲလေတိုင်းပေါ်မှာနေမြချင်းနေတဲ့21ရက်နေမှာလာမဲ့အိတ်မကနေကျူကျော်တဲ့မလင်ကြီးဆိုတာကရောဟုတ်ကဲ့21ရက်နေမှာမလင်ကြီးအကြီးကျယ်လှုပ်မယ်တဲ့မုံတိုင်းနေအကြီးကျယ်တိုက်မယ်တဲ့ အားလုံးမင်္ဂလာမျိုး IMK YouTube channel ကိုလိုက်ပါရယ်ဒီနေ့လစ်ဆက်ပေးဒီ file ကဒီ April 22ရက်နေ့မှာဒီ7နိုင်ရက်တိုင်းကြမှာဒီငလင်အကြီးနောက်တစ်ခုထပ်လုံမယ်လို့ဒီတက်တီနားလေတဲ့ပညာရှင်တွေပြည့်ပြတ်ထားတယ်ပေါ့နော်ပြိုတင်ကောက်ွယ်ပြင်ဆင်လို့ရအောင်ဒီတက်တီနားလေပညာရှင်တွေပြည့်ပြတ်ထားတဲ့ B file လေးပေါ့နော်ဒီ file လေးကျွန်တော်မျိုးပြည့်စက်တက်ဆက်ပြပြမှုကျွန်တော် B file လေးအဆုံးတက်တီလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော် B file လေးကိုဆက်လိုက်ရအောင်ပြီးတော့ဒီကရန်ကုန်ပေါ့ရန်ကုန်မှာနေရတဲ့သူအများစုကအရန်ဆိုးရနေပါတယ် ဟိုပြောရမယ်ဆိုရင်တော့ကျွန်တော်ပြောပါမယ်ရန်ကုန်လိုနေရာကြီးတာအကြီးအကျယ်ပေါ်ပျက်စီးမယ်အိုးအိမ်တိုက်တာတွေရောပျက်စီးမယ်ဆိုရင်မြန်မာတပြည်လုံးဘာလို့ဘာမှမကြံတော့ပါဘူးရန်ကုန်ကလေရန်ကုန်တစ်ခုခုဖြစ်ပြီးရန်ကုန်တစ်ခုခုပြက်ပြီးဆိုမြန်မာတပြည်လုံးလည်းရားစရာမရှိတော့တဲ့အခြေအနေမျိုးမှာပဲပြက်တာများပါတယ်ကျွန်တော်ခေအရှိအစစ်ဆက်ကိုပြန်ကြည့်ကြည့်ပါဒီစတမအင်္ဂလိပ်ခက်မှာရောဒီဂျပန်ခက်မှာရောရန်ကုန်လုံးကဘုံကျဲခံလိုက်ရရန်ကုန်တစ်ခုလုံးပျက်စီးသွားတဲ့အခါမှာ မြန်မာပြည်လုံးနဲ့ဘာမှရရှိတာမရှိတော့တဲ့အခြေအနေမျိုးဖြစ်သွားတာပါရန်ကုန်ကလည်းပြောရမယ်ဆိုရင်ရန်ကုန်ကလည်းဟိုကျွန်တော်တို့စီးအထက်ထက်နဲ့တားထားတဲ့နေရာလို့တော့ပြောလို့ရပါတယ်ဗျရန်ကုန်ဆိုနေရာမျိုးပါလေလीနော်ဟိုအားတစ်ချက်ပါအဲကြောင့်မလို့ပြော21ရက်နေ့ကျွန်တော်ဒီဗီဒီယိုလောက်တာ20ရက်နေ့လောက်တာဆိုတော့21ရက်နေ့မှာဘင်္ဂလားလောက်မယ်ဆိုပြီးတော့အကြီးအကျယ်တတိထွက်နေတယ်ဟိုပြောရမယ်ဆိုတော့ဒီကတော့ဘယ်ရင်ဆရာတွေရှိအောင်နော်ကျွန်တော်ကတော့ဟိုကျွန်တော်လည်းအလိုလာမေးတယ်လာမေးတယ်လာမေးတော့ကြောင့်မလို့ကျွန်တော်ကတော့ပြောပါတယ်ပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့အာရုံထဲမှာတော့ လည်းလည်းလှုပ်ဖို့ကတော့ရှိကောင်းရှိနိုင်ပေမဲ့လေမန္တလေးလိုမျိုးကြီးအကြီးအကျယ်တွေလှုပ်ပြီးတော့လူတွေတိတ်ကြတာမျိုးတော့ထပ်ပြီးမရှိတော့ပါဘူးကျွန်တော်အဲ့စကားကုန်ကုန်ပါပဲဒီစကားကိုပြောရချင်းကကျွန်တော်မြန်မာနိုင်ငံနဲ့ပဲပတ်သက်ပါတယ်နော်မြန်မာနိုင်ငံနဲ့ပဲပတ်သက်ပါတယ်လုံးချင်ကြပါလိမ့်မယ်မြန်မာဆိုရတဲ့ထိုင်းဆိုရနဲ့မတူပါဘူးလူသားချင်းစာနာထောင်ထားမှုမှာကြတော့ကျွန်တော်မြန်မာဆိုရကလူကိုတတ်ဖို့ရယ်လက်ရှိအစိုးရကလူတွေကိုတတ်ဖို့ရယ်လူတွေကိုဘုံကျဲဖို့ရယ် เนาะဒါတော့ငလေလုံနေရကြတဲ့ဘက်ကိုဘောင်ကျဲဖို့ပဲဆိုတဲ့အစီအစဉ်မရှိပါတယ်။ထိုင်းဆိုအားကကြတော့အချိန်နဲ့အညီအပေးညီပေါ့နော်ကဲတင်ဖို့အချိန်နဲ့အပေးညီကဲစေးကြီးတွေလုပ်ဖို့ပြင်ဆင်နေရတယ်။အဲ့လိုမျိုးရှိပါတယ်။အဲ့တော့ကျွန်တော်တို့မိတ်ယော့နေတဲ့ကိစ္စတစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဘာကိုမိတ်ယော့နေရလဲဆိုတော့ကျွန်တော်တို့ငလေလုံနေတဲ့ကာလာတော်တွေမှာလဲကျွန်တော်တို့စစ်ကောင်စီကနေပြီးတော့ဘောင်းတွေကျဲပါတယ်။ဒီနေ့ကဲကျဲဖို့ဒီရက်ပိုင်းဒီတရက်နေ့ရက်မှာနေဘုံကျဲရတယ်တော်တော်များပါတယ်။ အဲ့တော့ပြောရမယ်ဆိုရင်ငလိမ်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကနေပြီးတော့မှစစ်ကောင်စီကိုဟိုလှူတဲ့ဒေါ်လာတွေရှိပါတယ်ပြောရမယ်ဆိုရင်တော့တန်းနဲ့ရှိပါတယ်နော်ဒီနိုင်ငံတွေအများကြီးရှိပါတယ်အဲ့တော့အဲ့လှူလိုက်တဲ့ပတ်စံတွေအကုန်လုံးကပြည်သူတွေရှိကိုရောက်သွားတာမရှိသလောက်ကိုရှားပါတယ်ရှိကောင်းရှိနေမယ်မရှိလောက်ရှားပါတယ်ပြည်သူတွေကနေပြီးတော့ပြန်ကုန်နေတာဒါပါတော့ဟိုခိုင်တင်းဝင်ဟိုဒါပါတော့ကုတာတွေ့ပါလိမ့်မယ်တင်းုံပဏတောင်းဆိုပြီးတော့ ဒါပြီးသူတွေကနေပြီးတော့ပြီးသူတွေကိုပြန်ကူနေတယ်အဲ့လိုပဲလူတွေလူတွေလူတွေကနေပြန်ကူတယ်ကျွန်တော်တယောက်တည်းကနေပြီးတော့ပဲကျွန်တော်ဒီနေလင်ဗီဇာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထွက်လိုက်တာကိုသိန်း300ကျော်၄00ဝန်းကျင်ကျွန်တော်ကျွန်တော်ကိုအကြောင်းယူပြီးတော့ဒီလူ21ရက်နေ့ငလင်လှုပ်မယ်ဆိုပဲ immediate ma stupid idea stupid brain နေပဲအဲ့ဒီကြင်ညာချက်ထုတ်တဲ့လူကလုံးဝ stupid idea ပဲကမ္ဘာ NASA အဖွဲ့ကကြင်ညာထားတာတွေရှိတယ်မြန်မာနိုင်ငံရဲ့ငင်းငလင်ကြောတွေပြိုက်ပြေးသွားတဲ့အနေအထားတွေကိုရိုက်ပြီးတော့ဂျိုရူကနေတပ်ပုံတွေရိုက်ပြီးတော့အမျိုးမျိုးလေးလာထားတဲ့အခါမှာ နောက်ထပ်ငလင်ကြီးတစ်ခုလှုပ်ကောင်းလှုပ်နိုင်တယ်ဆိုပြီးတော့ခံမှန်းတာပဲရှိတယ်22ရက်နေ့ရယ်ဘယ်နေ့ရယ်တတ်မှတ်ထားတာမရှိဘူးငလင်ဆိုဒီမှာလဲမြည်သူတဦးတယောက်ကမှကြိုတင်ကြညာချက်ထုတ်ပြီးမှလာတာမဟုတ်တေကျင်းတရားနဲ့ငလင်ဟာဘယ်တော့မှလူတွေကိုအတိမပေးဘူးသူဖြစ်ချင်တဲ့ချိန်ဖြစ်တာအဲ့တော့22ရက်နေ့မှမဟုတ်ဘူး17ရက်နေ့လည်းဖြစ်နိုင်တယ်19ရက်နေ့လည်းဖြစ်နိုင်တယ်20ရက်နေ့လည်းဖြစ်နိုင်တယ်နေ့လည်းဖြစ်နိုင်တယ်ညလည်းဖြစ်နိုင်တယ်အိတ်နေတဲ့ချိန်လည်းဖြစ်နိုင်တယ်အလုံးလုံးနေတဲ့ချိန်လည်းဖြစ်နိုင်တယ်ဤသူမှခံမှန်းလို့မရဘူးအဲ့ဒါကိုဦးကြောင်ကြားအတွေးတွေနဲ့22ရက်နေ့ လောက်တော့မယ်ကြိုတင်ပြင်ဆင်ထားကြမနက်၈နာရီဆိုရင်အလံပေးထားလိုက်တော့ဘာလို့အဲ့လောက်ထမင်းစားပြီးကြီးလာတဲ့လူတွေအဲ့လောက်အုံနောက်အတိညာမဲ့တာကျွန်တော်အန်အောလို့မဆုံးဘူးကွာအေးပြင်ဆင်ထားခြင်းပြင်ဆင်ထားအခုတည်းကကြိုတင်ပြင်ဆင်တာ၂၁ရက်နေ့လာမှာမဟုတ်ဘူးအချိန်မြေးလာနိုင်တယ်ခင်ဗျားတို့ကျွန်တော်တို့အားလုံးရဲ့ကိုကျင့်တရားတွေမကောင်းနေသေးဘူးညီကြီးကလုံးဝညင်ညင်နေမှာမဟုတ်ဘူးလောက်ခါနေမှာပဲအေးတဦးတယောက်ချင်းစီတိုင်းရဲ့ကိုကျင့်တရားတွေကိုကျင်းစာစိတ်တွေစာနာစီရစာနာမှုတွေအကုန်လုံးမြင်မအောင်ကြင်ကြံပြင်ပြင်လိုက်မယ်ဆိုရင်တော့အဲ့ဒါတွေက မြေကြီးလှုပ်အောင်မလှုပ်အောင်ကျွန်တော်တို့ရဲ့ကိုကျင့်တရားတော်မှာကိုကျင့်တရားအပေါ်မှာပဲမူတည်တယ်။ဒါတွေတော့ခင်ဗျားတို့သတိထားဖို့လိုတယ်။၂၁ရည်နေ့တကယ်နှစ်ဖူးတွေဒူးတွေကြုံရမယ့်ကိစ္စကတော့ခင်ဗျားတို့မယုံရင်ကြည့်၂၁ရည်နေ့မှာတကယ်ဖြစ်ကိုဖြစ်မှာတေချာပေါက်ကြုံတွေ့ရမယ့်ကိစ္စခင်ဗျားတို့မီတာတွေဆောင်ရတော့မယ်။ခင်ဗျားတို့သုံးထားတဲ့မီတာကတွေအတွက်ပတ်စံတွေဆုပ်ထုတ်ရတော့မယ်။အဲ့ဒါမီတာကတွေဆောင်ရမယ့်ကိစ္စပဲ။အဲ့ဒီအောင်ပဲစိတ်ပူနော်။ကျန်တာတွေကိုစိတ်ပူစရာမလိုဘူး။ပူကျင်နေဆိုရင်အခုတည်းကပူကြိုတင်ပြီးတော့ပူထားအခုတည်းကပူထားမှရမယ်ခင်ဗျားတို့ 22ရက်နေ့မှပူစရာမလိုဘူးเนาะ22ရက်နေ့မှလည်းလှုပ်ချင်လှုပ်ရမယ်အာ22ရက်နေ့မလှုပ်တော့ငါတို့မဖြစ်တော့ဘူးဆိုပြီးတော့မကောင်းတာတွေပြန်လှုပ်ဖို့မကြိုးစားနေကြနဲ့မကြင်ကြံနေကြနဲ့မကြံနေကြနဲ့ဒါတွေမဖြစ်နိုင်တော့ဘူးခင်ဗျားတို့အားလုံးကြုတ်တို့အားလုံးကဲကြုတ်လည်းကောင်းတဲ့လူမဟုတ်တော့ကြုတ်လည်းပြင်ပြီဗျာခင်ဗျားတို့လည်းပြင်ကြဖို့လိုပြီအဲ့ဒါပြင်ကြပါလို့အားလုံးပြင်လိုက်ပါเนาะအဲ့ဦးကြောင်ကြားအတွေးခေါ်တွေနောက်ရှောက်လိုက်ပြီးတော့ဘယ်နေ့လှုပ်မယ်ဘယ်နေ့လှုပ်မယ်လုံးဝမဖြစ်နိုင်တာတွေယုံကြည်နေနေတော့ခင်ဗျားတို့ပဲဒုက္ခရောက်မှာပဲအလကစိတ်ပင်ပန်းလူပင်ပန်းနဲ့ ိုကောင်းအောင်နေအားလုံးကောင်းအောင်နေအားလုံးဂယူဆိုင်ကြဒါပဲကျွန်တော်ပြောချင်တာကတော့ပြည်နေကိုစိုးရိမ်နေတဲ့မိတ်ဆွေများနားထောင်ပေးပါဗျငယ်လျင်ကြီးတစ်ခုလှုပ်ပြီးတဲ့နောက်မှာငယ်လျင်ငယ်လေးတွေလာတာကတော့ထုံးစံပါငယ်လျင်ကြီးတစ်ခုလှုပ်ဖို့ဆိုရင်ဥပမာ6.5 magnitude ရှိတဲ့ငယ်လျင်တစ်ခုလှုပ်ခတ်ဖို့ဆိုရင်အနည်းဆုံးပြင်းပြအားဖြင့်10နင်းလောက်ကြာတတ်ပါတယ်ဥပမာပြောရရင်2012ခုနှစ်ကပြင်းအား6.9 magnitude ရှိတဲ့ငယ်လျင်လှုပ်ခတ်ခဲ့ပြီးနောက်2025ခုနှစ်10နင်းကျော်ကာလအရောက်မှာ 7.7မင်ဂနီတူနဲ့6.4မင်ဂနီတူဆိုပြီးထလှုပ်တာပါငယ်လင်းကြီးတစ်ခုလှုပ်ဖို့ဆိုရင်လှုပ်ချင်သလိုကြီးထမလှုပ်ပါဘူးနှစ်ပေါင်းများစွာအားနေစူဆောင်းပြီးတဲ့အခါမှထပြီးလှုပ်တာပါဒါဆိုရင်အခုလိုင်းပေါ်မှာနေမြချီးနေတဲ့21ရက်နေမှာလာမယ့်အဲ့မင်ဂနီတူကျော်တဲ့ငယ်လင်းကြီးဆိုတာကရောဟုတ်ကဲ့အဲ့မင်ဂနီတူကျော်တဲ့ငယ်လင်းကြီးလှုပ်ခတ်နိုင်ပါတယ်နောက်နှစ်ပေါင်း40ကျော်50ကျပြီးတဲ့အခါမှပါတိတ်ပံပညာရှုထောင့်အမြင်ကနေကြည့်မယ်ဆိုရင်လာလေးချာယုံနဲ့အဲ့မင်ဂနီတူကျော်တဲ့ငယ်လင်းကြီးလှုပ်ဖို့အတွက်မဖြစ်နိုင်ပါဘူး ။ဘာကြောင့်လဲဆိုတော့အဲ့မဂနီဂျူကျော်လောက်ခတ်ဖို့ဆိုရင်နှစ်ပေါင်းများစွာအားတွေစုဆောင်းရမှာမလို့ပါ။အဲ့ဒါကြောင့်23ရင်းလေးကိုအရင်ကြီးမစိုးရင်ကြပါနဲ့လို့ပြောချင်ပါတယ်။အဲ့မဂနီဂျူကျော်တဲ့ငလင်ကြီးလောက်ခတ်ဖို့ရာဂိုင်နှုန်းက100မှာ100ဂိုင်နှုန်းပဲရှိပါတယ်။ကုဆက်ကုရာဂိုင်နှုန်းကမလို့ဖို့များပါတယ်။ဒါဆိုဘလုံငလီမျိုးတွေလုံနိုင်လေ။ဒီနေ့နေ့လဲကလှုပ်သွားသလိုမျိုးဖိုးမဂနီဂျူနဲ့စစ်မဂနီဂျူကျတော့လုံနိုင်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ချိုးတင်ပြင်ဆင်မှုလေးတွေလုပ်ထားပြီးသတိဝိရိယလေးနဲ့နေပါလို့တော့အကြံပေးပါရစေ။မိတ်ဆွေတို့လက်ရှိနေထိုင်နေတဲ့ နေရာပတ်ဝန်းကျင်ကိုတေချာလေးလေ့လာထားပါဘီနီယာကပြူကျနိုင်တယ်ဘီနီယာကတော့လွတ်နိုင်တယ်ဆိုတာကိုလည်းယူထားပါလှုပ်ပြီးရေးဆိုတာနဲ့ကြိုးပြီးရေးထားတဲ့နေရာကိုပြေးပါနင်းနေမြမြပြေးပါဒီနေ့နေ့လေကပြန်လှုပ်တော့21ရက်နေ့ဆိုတဲ့ခရေကြီးကကြီးစိုးနေမှာကိုစိုးရင်တဲ့အတွက်ကျွန်တော်နားလေထလာလေးကိုလာရောက်ရှင်းပြပေးခြင်းဖြစ်ပါတယ်မနက်မှန်21ရက်နေ့မှာမလီကြီးအကြီးကျယ်လှုပ်မယ်တဲ့မုံတိုင်းကြီးကြီးကျယ်တိုက်မယ်တဲ့တောင်းသမီးတို့ရေအချို့ကလည်း အထုံတွေထုံကြပြေးရလွှားရနေဖြစ်နေကြတယ်ကွနော်ဟိုဒီတင်းကတက်နေတာကြာပြီကွဘာကြီးလဲမပြောဘူးလို့နေတာလေကိုနဲ့လည်းမဆိုင်ဘူးပေါ့လွန်ခဲ့တဲ့ဟိုအရက်20လောက်တည်းကဒီတင်းကတက်နေတာကွနော်အဲ့တော့ဘာကြီးကကိုနဲ့မဆိုင်ဘူးဒီဥစ္စာလည်းမဖြစ်နိုင်ဘူးပေါ့နေတာအခုတော့လူကတကယ်ယုံဘူးတော့တကယ်ပြေးရလွှားရတကယ်အထုံတွေထုံကြဘာကြီးကလည်းဖုံးနေစကြတယ်ဘာကြီးမပြေးသေးဘူးလားဘေးလို့ရမှာနေတော့အိမ်မော်မနေနဲ့အိမ်အောက်မှာဆင်းနေနေဆိုတော့ဒါတော်တော်လူတွေထိတ်လန့်ကုန်ပြီကွဒါမှမဟုတ်ဘာကြီးက ပြောမှရတော့မှမလို့ဝင်ပြောတာသားတော်သမီးတို့ကြီးငလျင်လှုပ်တယ်ဆိုတော့ဘယ်ပညာရှင်အားမှကြိုတင်ပြီးတော့ခံမှန်းလို့မရဘူးကွနော်အဲ့မိုးရွာမဲ့လေတိုက်မဲ့ဆိုတော့ဘယ်ကြိုတင်ခံမှန်းလို့ရတယ်ဒါပေမဲ့မိုးရွာမဲ့လေတိုက်မဲ့မှုန်ရင်းကြမယ်ဆိုတော့လေဒီမှာအမြင်ပဲဘင်္ဂလားပင်လယ်အော်မှာလေဖြည့်အားနဲ့တော့မရှိဘူးကွနော်လေမှုလေတိုင်းကြီးတွေပဲရှိတယ်ဘာမှုန်တိုင်းမှမရှိဘူးဒါကြောင့်မလို့မနှက်ဖန်လုံးဝလေတိုက်เสียမှုန်ရင်းတိုက်เสียအကြောင်းမရှိဘူးသားတော်သမီးတို့ကြီး ငရင်လှုပ်တယ်ဆိုတာတော့ကွာငရင်လှုပ်တာတော့ငရင်ကငရင်ကြီးလှုပ်ပြီးတည်းကအသေးလေးကနှိမ့်တိုင်းလှုပ်နေတာပဲမနေ့က21ရက်နေ့မှလည်းလှုပ်ရှင်လှုပ်မှာပဲဒါပေမဲ့ဒါလည်းအသေးမွားလေးပဲဖြစ်မယ်ကွနော်ငရင်ကြီးလှုပ်ပြီးရင်ငရင်လေးတွေပဲလှုပ်ဖို့ရှိတယ်တာဝန်သမီးတို့ကြီးရေထဲကိုခဲတစ်လုံးပြစ်ချလိုက်ကွာပထမတော့လှိုင်းအကြီးကြီးတွေသွားတာပေါ့နောက်တစ်ဖြည်းဖြည်းနဲ့လှိုင်းလေးကတေးသွားတေးသွားတေးသွားအဲဒီသဘောပဲရှိတယ်တာဝန်သမီးအဲကြောင့်မလို့မနေ့ကသူတို့ပြောတဲ့ငရင်ကြီးတွေလှုပ်မယ်ဆိုတာမဖြစ်နိုင်ဘူးကွနော် မှုန်တိုင်းတိုင်မယ်ဆိုတော့လုံးဝမဟုတ်ဘူးသားတို့သမီးတို့ဘာကြီးအသက်နဲ့လဲပြီးတော့အာမခံတယ်သားတို့သမီးတို့ရဲတင်းနေကြပါအထုပ်တွေထုတ်ခါတဲ့သားသမီးတွေလည်းအထုပ်တွေပြန်ဖြီးကိုယ့်အိမ်မှာပဲကိုယ်ရဲတင်းနေနော်ဘာမှမှုန်တိုင်းတိုက်ဆရာမလိုဘူးအဲ့ဒီကောလာဟာတွေကိုယုံနေတာနဲ့ဟိုဘာကြီးတို့မှာအမဲနဲ့ထိတ်လန့်နေရတယ်ကိုကြီးလန့်စာသားတွေဖြစ်နေရတယ်နော်ဒါမှမဟုတ်ဘာကြီးကမပြောမဖြစ်တော့လို့ပြောရတာသားတို့သမီးတို့ရေဒီလိုကိစ္စမျိုးတွေဘာကြီးကပြောခဲ့တယ်ကိုနော်ဟိုသူများကိုအနှောက်အယှက်ဖြစ်အောင်လည်းဘာကြီးမပြောခြင်းဘူး တို့ကဘာဖြစ်လဲဆိုတော့တို့ကပတ်စံအောက်ဖွင့်ထားတာပဲပတ်စံအောက်ဖွင့်ထားတော့ငရင်လုံးမယ်20တဲနေမှာငရင်လုံးမယ်ဘာညာပြောတော့ share တဲ့လူတွေက share ကြ like တွေပေးကြအဟို comment တွေရေးကြဆိုတော့တို့မှဟို follow ဝါးတွေတက်တယ်ဟို view တွေတက်တယ်ပေါ့ကွအဲ့ဒါသူပတ်စံရတယ်လीအဲမနက်မှာ20တဲနေမှာငရင်မလှုပ်ဘူးမိုးမပြဘူးဆိုရင်တို့ share ကြမယ် one share ရင်လဲတို့ view တွေကတက်တာပဲကွတက်ရင်ပတ်စံရတာပဲအဲ့တော့တို့ပထမတင်တဲ့ခါမှာလဲတို့ကပတ်စံရတယ် နောက်သူတို့ဝိုင်းဆဲရင်လည်းပတ်ဆံရအောင်မသားတို့တို့ရေအားကြောင့်မလို့သူတို့ကသူတို့ပတ်ဆံရရေးအတွက်သူတို့ view တက်ရေးအတွက်သူတို့ဟို follower တက်ရေးအတွက်သူတို့ကြုံရရေးတာအဲ့ဒါကိုမယုံရပါနဲ့လို့သားတို့တို့အဲ့ဒါဘာကြီးကပြောလို့တာပါကွယ်သားသမီးတွေမယုံဘူးလို့ထင်တာကွယ်အခုကြောင့်တကယ်ကိုဖုံးဆက်တဲ့လူတွေဆက်ပြေးတဲ့လူတွေပြေးအဲ့လိုဖြစ်နေကြတဲ့သားတို့တို့ရေးဒါကြောင့်မလို့ဘာကြီးအသက်နဲ့လဲပြီးအမခံပါနဲ့လို့မနှမ်းဘာမှမဖြစ်စေရပါဘူးလို့ဘာကြီးကပြောလို့တာပါသားတို့တို့အားလုံးကျဲမှချမ်းသာကြပါလေလူဝဆန္ဒပြေးပါကြပါစေ မပြောဘူးဆိုပေမဲ့လည်းပြောရအောင်ပါဗောနော်ကျွန်တော်တို့မြန်မာလူမျိုးတွေကသမ ्या ရဲ့ဗဇက်ဖြာနောက်မှာလမ်းဆုံးကြတာများတယ်ဒီ21ရက်နေ့ငလင်အကြီးကျယ်လုပ်မယ်ဗောနော်ဒီလိုမျိုးတည်င်းအမားတွေအာပွက်လောက်ရိုင်းနေကြတယ်တရားပိတိရောက်တင်နေတာတွေ့ရတယ်ကျွန်တော်တို့အခုလက်ရှိနေရတာဒီ21ရာစုဖြစ်တဲ့ဒါကြောင့်မလို့အရာရာတိုင်းကိုသိပ္ပံနီးကြကြပဲတွေးစီခြင်းတယ်တကယ်တော့ဒီငလင်ဆိုတာက ကြိုတင်ခတ်မှန်းလို့မရဘူးဘယ်နေ့လောက်မယ်ဘယ်နေ့မှဖြစ်မလဲဆိုတာကိုကြိုတင်ခတ်မှန်းလို့မရဘူးဆိုတာကိုဒီတတိယပညာရှင်တွေကပြောထားပြီးသားဒီ21ရက်နေ့ငလင်ကသတင်းအမှန်သာဆိုရင်ထိုင်းအစိုးရကသူကအငြိမ်နေမှာမဟုတ်သေးလားအစိုးရပဲကြေညာချက်တွေထုတ်ပြန်လိုက်မယ်ပန်းချန်နေဘောလုံးကွင်းနေနေရာလွတ်ရှိတဲ့နေရာတွေဥပမာလေစိတ်တို့လိုနေရာမျိုးတွေမှာဆိုရင်သူကနေရာထိုင်ခင်းတွေချတာပြင်မှာပဲသိလားဘာလို့လဲဆိုတော့ထိုင်းအစိုးရကစီမံချက်ကောင်းပြီးသား တကယ်လို့ဒီငတ်လင်းတရင်ကအမှန်သာဆိုရင်တော့ तू ကသူ့ရဲ့ပြည်သူတွေအတွက်ကို तू ကလှုပ်ပေးမှာပဲပြောပေးမှာပဲကြီးညာပေးမှာပဲတော့ဘယ်မှာဒီတရင်ဒီမဟုတ်မမှန်တဲ့တရင်ဖြစ်တဲ့အတွက်ထိုင်းဆိုရကပါကြီးညာချက်မှမထုတ်တာဘူးဒါကြောင့်မို့ဟုတ်ကဲ့ပါမျိုးလေးကျွန်တော်ပြန်ပြန်ဒီလောက်ပါပဲဒီဖန်နဲ့ဒါဒီနေ့ AB လာ22ရက်နေ့ဒီငလင်းအကြီးလုံးမယ်ဆိုတဲ့အကြောင်းကတကယ်မဟုတ်ဘူးဆိုတာကိုဒီ အဲကျွန်တော်အမျိုးလည်းဒီပုဒ်ရရဲ့အနေနဲ့ဒီချူတင်ကော်ကပီစင်လို့ရအောင်လို့ပြင်လဲဝင်မြတ် disability ဖြစ်တဲ့ဒီအားလုံးပဲဒီကြောက်စရာမလိုဘူးပေါ့နော်အားလုံးပဲမဆိုးရင်ရပါနဲ့ဒီဒီဘယ်နဲ့ပဲတပြီးတော့အမျိုးတွေတင်ငန်းစာပုဒ်ရရဲ့မြတ်တဲ့ရှိလိမ့်မယ်လို့ပြင်လဲပါတယ်ဒီမပြောရတဲ့မြေုံချနေပေါ့နော်ဒီ line မှာအမျိုးတို့ဒီအတိုင်းပဲဒီနာမည်တည်တည်လို့ရှောက်ပြောနေတဲ့သူတွေကပုံများနေတယ် ဒီ Ukraine နဲ့ပတ်သက်ပြီးတော့မျိုးရဲ team system ကိုလည်းကျွန်တော် comment မှာ message ပေးခဲ့လို့ရတယ်ကျွန်တော် channel နဲ့ Boostra ရဲ့တက်ကြောင်းနဲ့ဟာတာပြင်ရဲ့ share ပေးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဘေးနားတို့ဒီပဲလေးကိုပဲနှိပ်ခဲ့ပြီးတော့ဆက်ကြည့်ပါလေကျွန်တော် channel အားပေးကြည့်ရှုသူတရားချင်းတိုင်းကြည့်မြင်ရကြပါလေ